အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရသဆောင်ချန်နယ်မှာတိုးဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးမောင်ထင်းရေးသားထားတဲ့ဖေးဆုံးချိန်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။တွေးဆုံးချိန်အောင်မေတင်းတို့ကများငါ့ကိုဒီအသက်ကြီးရဲ့ချင်းနဲ့စိတ်မကုန်သေးဘူးလားတဲ့။ဟင် တဲငါကဘဲရွယ်ရှိနေလို့စိတ်ကုန်ရမှာတော့ကဲအဲ့ဒါလို့ပြောတော့နင်းတို့ဘဲနေနေတယ်လဲဟဲ့တဲဒီမအေရိုးကိုငါကလော်တုတ်လိုက်ရရင်ခုနအင်ဂျာရှစ်အင်ဂျာဝက်ဝက်ကွဲသွားရောမယ်နင်းတို့ကဘာညူစုတာလဲနင်းတို့မောင်နှမနှစ်ယောက်ตาကြီးသမီးကြီးနဲ့ပြက်လာကြပြီဒီကနေ့အထိဘာလို့လေသေးတာရှိတယ်လဲအဲ့ဒါတွေဟာနင်းတို့လှုပ်စားလာရင်ဟဲ့တာဝနင်းဘာမှထက်မရှိနဲ့နင့်တောက်စကားကို ငါနားကလောလှတယ်။နင်ဟာငါသမီးရဆက်မှာငါသက်မဲ့တော်ရတာ။နင်အနေသာကြီးပါဟဲ့။နင်ငါကောနင်လှုပ်စာဘယ်နှပြသာရှိလို့လဲ။ဒီကနေ့အထိရောက်ခမကိုမိခုပြီးစနေတာနင်မဟုတ်လား။အောင်မေနင်ငါလားဟဲ့ငါကိုအမေကြီးလို့ခေါ်ရတာ။ဟဲ့ခွေမျိုးဝက်မျိုးငါသမီးလည်းယူသေးရဲ့။ငါလည်းဒီလိုစကားမျိုးပြောသေးရဲ့။လားလာကြည့်သေးတော့ဒီအမေကြီးဟာဘာစကားပြောတာတုံးနဲ့ ပြီးတော့လဲသူ့တို့တမူရင်းလုံးနွားနဲ့ဖက်ယုံလို့စပားရတာပါတဲ့ဟဲ့နင်းကနွားနဲ့သာဖက်ယုံတတ်တဲ့အကောင်ဒါကြောင့်နင်းကိုဖက်ယုံခံရတာပေါ့ဟဲ့ဖိုးရွှေနင်းကရောက်ဖတ်ထီတော့မချစ်အောင်နားတတ်သလားအောင်မေဟိုကောင်မမိဖွားယုံကသူ့လင်ဘက်ကရှေ့နေလိုက်နေတကောနင်းလည်းအတူတူပဲနင်းဟာနွားနဲ့ဖက်ယုံတဲ့လူနဲ့တော်လို့သာနွားလိုအကောင်နဲ့ညားခဲ့တာပဲစင်သာစမ်းဟဲ့မိဖေး နေဟာနဲ့ကမြင်ကြောထပြီးလင်းနောက်လိုက်တော့ငါဘာပြောတယ်လဲဟဲ့လင်းယူတာထုံးစံဟဲ့ဓမ္မရာဟဲ့ညင်းလဲကြိုက်တာညင်းယူခဲ့ပြီမဟုတ်လားငါဘာပြောတယ်လဲပါဝရဲ့အမေကလာအပ်တဲ့အခါငါကအမွေဖြက်မဟဲ့လို့များပြောဘူးတလားနင်းတို့ကငါတီတီပြူပြူလက်ခံပေးပြီးတော့ဟိုဗံမွေးကုန်းတောင်ဘက်ကအလန်40လက်နှစ်ခွက်ကိုလှောက်စားဖို့ပေးခဲ့တယ်မဟုတ်လားနင့်လင်တောက်ဖြစ်မရှိလို့စဘာမအောင်တော့ငါကဘာပြောဘူးတလား လေသမသာသမီတဲ့တော့နှီးကလေးတပင်တော့မထိုးတတ်ဘူးတောက်ဖြင်းနံလိုက်တာလဲလွန်ရောဟဲ့ဒီကောင်ကလေးဟာမြောင်ဟူရင်းကိုတမန်ချသလိုနန့်တန့်တန့်နဲ့တောက်ပေါ်ကလေးဒီမှာလူကြီးစကားပြောလို့ပြောမှမသိဘူးဟဲ့တောက်လိုက်တန်းစုံမသိတဲ့တာဝနင်းသားနင်းဆွဲထားစမ်းငါစိတ်ပေါက်ပေါက်နဲ့ထထက်ရင်အကုန်သိမ်းနေရောက်ကုန်လိမ့်မယ်ငိမ့်တုတ်တယ်နော်တထုတ်ထဲရှိတယ်အောင်မယ် ဟိုမီးဖို့ချောင်းထဲကကောင်မကဘာပြစ်တော့ပြစ်တော့လုံနေရလဲဟဲ့ငါကမအိုသေးဘူးဟဲ့နားမထိုင်သေးဘူးဟဲ့နင့်အဖေရင်မောင်တို့လိုနှစ်ထိုင်းမျိုးမဟုတ်ဘူးနှစ်ထိုင်းမျိုးနှစ်ထိုင်းမျိုးကဲပြောတဲ့ဘာဖြစ်သေးလဲညီကညီလင်တော်မောင်ဖိုးရွှေအားကိုနဲ့ငါ့ကိုအာမခံနဲ့ဟေ့ဒီမှာကြည်စမ်းမိကောက်နင့်အမျိုးအကြောင်းကိုပစက်ဟရင်ဥမမကြံငါမြင်နေ နှင့်တွေးတော့အပြူကြီးဟာလည်းအသက်40ကျော်မှလင်းနောက်လိုက်ပြေးတယ်မဟုတ်လားဟေးဒီမှာမျက်နာကိုစစ်စစ်ကြည့်စမ်းလင်ကောင်တယောက်ကိုခေါင်းခေါက်ယူနိုင်သေးတယ်မှတ်လိုက်ပါဒါပေမဲ့နှင့်တွေးတော့လို့ပုံရှုပ်ွယ်ရှုပ်လင်းနောက်မလိုက်ဘူးမှတ်နှင့်အမျိုးထဲမှာအဲ့ဒါလိုလင်းနောက်လိုက်ပြေးတဲ့လူတွေများလျက်ကနဲ့နှင်းနဲ့ဖိုးရွှေညားကြပြီဆိုတော့ပုံရှုပ်ွယ်ရှုပ်မညားရအောင်လူတိနဲ့ကြမင်္ဂလာဆောင်ပြီးပေးစားလိုက်တာငားမဟုတ်လားဟဲ့ဟော အခုမှချွေးမပီးပြီးတောက်သေးစုမသိတတ်ဘူးအောင်မေသူကများငါ့ကို လင်စိတ်မှုန်တလေပါလေးနဲ့ကောင်မကငါဒီကနေပြီးထွေးခန့်နဲ့ပေါက်လိုက်ရရင်နှစ်ဖူးဆုပ်သွားမယ်ဟေ့ဖိုးရွှေမင်းဟာနရွက်မလောက်ပါနဲ့နင်ဟာမောင်နှမနှစ်ယောက်ထဲမှာကြီးပေမဲ့အချိန်မစီဘူးနင်သေးတဲ့နဲ့နင်အဖေဆုံးတော့နင်ဘယ်အရွယ်ရှိပလဲနင်မှတ်မိရဲ့လားနင်ဟာပစိုးကွင်းတိုင်းတော့ရှိသေးတယ် ဖွားယုံတောင်မှတင်းတိုင်းကလေးနဲ့နှစ်ချေတွဲလောက်ပဲရှိသေးတယ်။နင့်ကိုတောင်ရှင်းမပြရသေးဘူး။အဲနင်၁၀နှစ်၁၁နှစ်အရွယ်မှာနင့်အဖေဆုံးတယ်။နင့်အဖေကိုရင်ကျူးဆုံးတော့ငါအသက်၃၀တောင်မှပြည့်သေးဘူး။ဟုတ်ချင်စားချင်တုံအရွယ်ပဲ။အလှကုံနဲ့မောက်နိုင်သေးတဲ့အရွယ်ပဲ။နင့်ဘိုးဘိုးဟာရက်ရွာမှာလက်တထောင်ခင်းလောက်ပိုင်တာမို့မောင်ဆိုးမှ ဖြစ်ရပေမဲ့မျက်နှာမငယ်ရခဲ့ပါဘူး။တပင်လဲမှုတပင်ထူမဲဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကိုရင်ကျူးကိုငါယူမိတာမိဘပေးစားလို့ငါယူခဲ့ရတာပါ အပြူဖြန့်ဘဝမှာလင်းယူတာဘာရတာလဲဆိုတာငါမသိခဲ့ပါဘူးသားတွေသမီးတွေထွန်းကားလာတော့မှပဲအိမ်မှာနေတော့မောင်နှမပျော်ပျော်ပါပါနေကြတာတွေကိုတွေ့ရတော့မှအိမ်အောင်ရဲ့ဒုက္ခဆိုတာဒါကိုလို့ငါသိခဲ့တယ်နင်တို့ကိုသားသမီးဆိုပြီးငါဘလောက်ချစ်ခဲ့ရသလဲသိလားဟဲ့ခုတော့နင်တို့ကိုမိဘမေတ္တာနဲ့ဖူးဖူးမှုတ်ခဲ့ရသမျှငါမှဝမ်းရည်ဆက်တတ်တာအဖက်တင်တဲ့ဟဲ့ကြည်စမ်း နင်တို့သက်မုံနေတဲ့အကောင်လေးကငါသားလောက်အရွယ်ပါဟဲ့နင်တို့ထက်တောင်ငယ်ပါသေးတယ်ငါကစိတ်ကူးတဲ့ထဲ့မလားယခုတော့နင်တို့ကအစာသက်မုံတော့ကောင်လေးကလည်းရဲတင်းလာတာပေါ့တဲဟဲ့ဖိုးရွှေခွေးမသားနင်ဒီလိုမိုက်မိုက်ကန်ကန်မပြောနဲ့ကောင်ကလေးကရိုးရိုးပါငါကသားသမီးအရွယ်မှုဘယ်တော့တော့အဖို့ခေါ်တယ်နင်တို့မကြိုက်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့လူဆိုတာဒီလိုပဲ ကိုယ့်အပေါ်ကိုလူချစ်လူခင်ရှိအောင်ပေါင်းသင်းဆက်ဆံဖို့လိုတယ်။ဒါကြောင့်လည်းငါဟာဟိုရွာနီးထုတ်ဆက်တွေကိုညမရှောင် နေ့မရှောင်တောင်းဝန်တာပေါ့။သူကလည်းသူ့ကိုငါကလဲလုံသားလို့သဘောမထားပဲတူလို့သားလို့သဘောထားတော့ငါ့ကိုအမေအရင်လို့စောင့်ရှောက်တာပေါ့။နင်းတို့ကနင်းတို့လင်းတွေနင်းတို့မယားတွေနဲ့သာအနာကတဖွာမှမခွနိုင်အောင် ဖြစ်တော့ငါလည်းအဖို့ရှာရတာပေါ့။ဒါကြောင့်လည်းအချိန်တန်တော့လဲထောက်ကစပါးတွေတီးတဲ့ဝင်လာတာ။ နင်တို့ချင်းမွေးမိလောင်ရရဲ့လားဟင်နင်တို့လက်မွေးမိလောင်ရရဲ့လားဟင်ဟဲ့ဖိုးရွှေမအင်ယုံငါပြောတာနားထောင်စမ်းဟဲ့ဟိုမီးဝချောင်းတဲ့ရတောက်ကောင်မငါစကားပြောနေတော့စောင့်ကြည့်အောင်ကြည့်နဲ့မြုံတိမထောင်စမ်းပါနဲ့စုံ꿰တော့ပါမယ်ဒီအိမ်မှာရှိတဲ့ပစ္စည်းဟာငါပစ္စည်းငါရှာတဲ့ပစ္စည်းနင်တို့လောက်စာမရှိဘူးနင်တို့ဟာတာသမီဆိုပေမဲ့ငါလက်ထဲကတရင်ကတတပဲရှိတယ် ဒီလေဒီချောင်းတွေကိုငါပေးမှနင်တို့ရမှာနင်တို့ကိုနင်တို့အထင်မကြီးပါနဲ့ချွေးမကချွေးမလို့နေတားမိကိစ္စတွေမှာညီဘာမှဝင်ဆွတ်ဖတ်ဖို့မလိုဘူးဒီအိမ်မှာငါသဘောငါလုပ်ချင်ရလုပ်မယ်ပြောချင်ရပြောမယ်ခုနှစ်အိမ်မကဘူးဆယ်အိမ်ကြကြညီအဘူးတပြားသားမှမပါဘူးငိမ့်တုပ်ဆိုလို့တရုတ်ထဲရှိတဲ့ကွယ်နော်ညီကိုငါကပါဆွဲမရိုက်ကုန်ဘူးအောက်မေ့နေသလားနင်တို့တွေကြောင့်ပေါ့ဟဲ့ နင်တို့ကသာမမွေးရဘူးဆိုရင်ဟဲ့ဖို့ရွှေငါဘွန်းဘွန်းပြောမယ်နင်ရှင်ပြူတဲ့နှစ်တုန်းကငါနောက်အိမ်အောင်ပြူဖို့စိတ်ကူးမိပါတယ်ရွာထိတ်ကကိုရင်လိုင်ကြီးကငါ့ကိုလိုချင်နေတာကြားပြီနင်တို့မျက်နှာကိုထောက်ပြီးငါမယူခဲ့ပါဘူးငါသားတွေမျက်နှာငယ်မယ်ငါသမီးတွေမျက်နှာငယ်မယ်ကိုရင်ကျူထားခဲ့တဲ့ပစ္စည်းတွေဖျို့ဖျဲပြစ်မှဆိုးတယ်နင်တို့အတွက်နောင်ရဲခတ်မှဆိုးလို့ငါကိုယ်တိုင်ကသဘောမတူနိုင်စရာမရှိပေမဲ့မယူခဲ့ပါဘူးဟဲ့ ဒါရင်ကရုတ်လားငါမှာတာကြီးတမီးကြီးနှစ်ယောက်ရှိပြီမဲ့အိုရဲသားဆိုရ အပြိုကရှုံးပြန်ဆိုတာလို့မုတ်ဆိုးမဘွားပြီမဲ့မျက်နှာငယ်တယ်လို့များမအောင်မင်းနဲ့ငါကခေါင်းခေါက်ပြီးလင်ရွေးနိုင်သေးတယ်မျိုးကစဘာပွဲသားတွေခဏခဏစကားကန်းကြပါရဲ့ညီတို့မှတ်မိမှာပေါ့ဟင်တရာကစဘာပွဲသားကိုညိုစိတ်ဆိုတာတနာကမပါရိုးကုန်လည်းရှိပါတယ်ပစ္စည်းပစ္စည်းလည်းမခေပါဘူးအခုဆိုတော့စတီစဘာတိုင်းမှာအဝဲတော်ဖြစ်နေပြီ ူနဲ့သာငါယူခဲ့မယ်ဆိုရင် အခုညီတို့တွေစိတ်နှကတဝင်းဝင်းနဲ့နေမှာပေါ့ဒါမျိုးကြတော့ညီတို့ကဒီလိုလင်မျိုးကို အမေနှစ်ထပ်ခွန်းယူတော်မူပါလို့တောင်းငါ့ကိုနှူးကြအောင်မေနင်းတို့တက်ကြောကို သိပါတယ်နင်းတို့အဖေကိုရင်ကျုမျက်နာကို ထောက်ထားပြီးနင်းတို့ပြောနေတာမဟုတ်ပါဘူးနင်းတို့ဟာပစ္စည်းတို့ဂုံတို့ကိုအင်မတန်မှတ်တာဒါကြောင့်အခုငါဟာကောင်းကလေးနဲ့တွဲနေတာကိုမရှုစိတ်နိုင်တာပဲဒီကောင်းကလေးသာရွှေတွဲလဲငွေတွဲလဲဆိုရင် နင်းတို့ကအရင်ငါ့ကိုပေးစားမှာပဲဘာမဟုတ်ဘူးလေအသက်ငယ်ရောဘာဖြစ်သေးတယ်လဲငါကရောဘယ်လောက်ကြီးနေသေးလို့လဲဒီအရွယ်တဏ္ဍခခြေဆုံးကောင်းဆုံးလိမ့်နာကိုမင်းတို့ကဘာအမှုနဲ့တရားစွဲချင်တယ်လဲငါတသက်လုံးကနှစ်သက်ဖြူခြေဆုံးကောင်းဆုံးလိမ့်လာတာနင်းတို့မသိဘူးလားတသက်လုံးမဟာနှစ်ဖူတလာတာနင်းတို့မမြင်မိဘူးလားညခုံးဝဲနှုတ်တာကောနင်းတို့နဲ့ဘာဆိုင်သတော့ နင်းတို့ငါ့ကိုဒီလိုချုပ်တယ်လို့ရနိုင်ရလားငါကငငယ်ရွယ်ရွယ်နဲ့မုံဆုံးမဖြစ်ခဲ့ရပေမဲ့အပြုတ်ကလေးလိုတက်တလုံးနေလာတာနင်းတို့မသိဘူးလားခွေးမျိုးဝက်မျိုးတွေနင်းတို့ဒီလောက်တဝင်ကြောင်မှန်းသိရင်အလာကပချစ်တီးနဲ့တော့ငါယူလိုက်ရအကောင်းသားဒါမှဒင်းတို့ချစ်တီးကို ပထွေးတော်ရမယ်ကဲတခုပြောစမ်းငါဒီအသက်ဒီရွယ်ရောက်လာပြီငါဘယ်နေရာမှာလောမာခဲ့ဘူးတလဲအဆအဆအရာရာနင်းတို့တွေကို ထောက်ထားပြီးတော့ အရွယ်အကောင်းဆုံးမှာတပင်လဲတော့တပင်မထုခဲ့ပါဘူးအခုလိုမြေးတွေရနေတဲ့အချိန်မှာ ကိုသိခါကိုစောင့်ထင်းခဲ့တယ်တဲဟိုယောက်ျားနဲ့တွေ့တွေ့ဒီယောက်ျားနဲ့တွေ့တွေ့နေလာတာကတော့နေနှုတ်လို့အလေလိုက်ဖို့တွဲတာမှမဟုတ်ဖဲကုံတယ်ပါဝလူအထိုက်လိုက် ပေါင်းရတာပေါ့ဒါကုံနေနှုတ်ကမြှုပ်ချနေတယ်ထင်သလားအေးအေးယောက်ျားဆိုတာမြှုပ်ပေါင်းရတဲ့ဟဲ့မြှုပ်ပြီးချတော့လဲကြတယ်မဟုတ်လား ဒါကြောင့်လဲနင်တို့တွေလဲတွေချောင်းနေတွေးဝနေတာမဟုတ်လားငါမြူတာကိုတတ်တူကြကြည့်တော့ဘယ်သူ့ဘို့လဲဟဲ့နင်တို့ကောင်းစားဖို့ပဲမဟုတ်လားဟင်ကိုင်ဘာပြောချင်သေးတယ်လဲနင်တို့မျက်နှာမငယ်ရအောင်ငါလုတ်ခဲ့တယ်မဟုတ်လားဒါကြောင့်အခုရွာထဲမှာဆိုရင်နင်တို့ဟာမြေပိုင်ရှင်ဒေါ်ငိမ့်တုတ်ရဲ့တာသိင်းများဆိုပြီးလူရဝင်းလာကြပြီမဟုတ်လားအဲ့ဒီတော့မှနင်တို့ကငါ့ကိုရမေရှာပြီးအမွေလူကျင်ကြသလားဟဲ့ လူစရာမလိုပါဘူးကွတာဝရဲ့ဟဲ့တာဝရဲ့ငါတောင်းတင်းတောက်တဲ့ပြောနေတာမဟုတ်ဘူးဟုတ်တာပြောတာနင်တို့ငါပစ္စည်းကိုငါမသေးခင်အမွေခွဲဖို့မလိုဘူးငါရှားလာသည်မြနင်တို့မောင်နှမဖို့ချီပဲငါကတော့အမေကိုမြစ်ဆိုတာဟာအညာက အောက်ကိုစုံနေအောက်ကအထက်ပြင်းစံတာမရှိဘူးဒီတော့ငါစိတ်နဲ့ငါကိုငါဟာငါလှုပ်ထင်တာလှုပ်တာတောင်မှနင်တို့ကိုအမွေခွဲပေးပြီးမှလှုပ်မယ် အခုနင်တို့ကငါ့ကိုထွန်းရှိန်နဲ့အနေထိုင်မတော်ဘူးလို့ပြောတယ်။ဟေးထွန်းရှိန်ဟာလက်ညှိုးထိုးတဲ့တောင်ကြိုက်တတ်တာမဟုတ်ဘူး။ရိုးတယ်စိတ်ချရတယ်။ကူပေါ်လောင်ပဲရတယ်။နင်တို့နဲ့တောင်မတူဘူး။နင်တို့ကျွေးတောင်းရင်တောင်းလို့ရတဲ့ပိုက်ဆံတဲကထည့်ရဖို့နှုတ်သေးတယ်။ဒီကောင်ကလေးကအတော့အစားမရှိ အလောင်းအစားလည်းကင်းတယ်။ပွဲလန်းတဲ့ဘင်းမှာအချိန်မပြောဘူး။ငါ့စကားကိုမြေဝဲမကြနားထောင်နဲ့။သူ့ကိုစရင်အင်္ဂလိပ်မှတ်ဖို့ငါခေါ်ထားတာ။ तू ကအားအားရှိရင်မနေတတ်ဘူး။ဒါကြောင့်လဲတဲ့ဆင်းနေတယ်။ဒါတွေဟာနင်တို့တတ်တာဖို့ကြည်ပဲ။အခုတော့နင်တို့ပြောပုံကောင်းသေးရဲ့လား။နင်တို့ကအဲ့တလို့တက်တက်ပြောတော့ကောင်းကလေးစိတ်တွေလည်းဟိုလိုလိုဒီလိုလိုဖြစ်နေတာပေါ့။ဒီရဲ့ထဲမှာရွာတဲ့ကတပုတ်လေလင်ပြောနေကြပြန်တော့ကောင်းလေးမှာတရက်စားလဲကြက်သွန်းနှစ်တက်စားလဲကြက်သွန်းဆိုပြီးလက်ရဲဆက်ရဲဖြစ်လာတယ်။ဒီရဲ့ထဲနင်တို့ကမိလောင်လေးပင်စကားပြောကြပြန်တယ်။ငါလဲတောက်ရက်ကွဲတာပဲ။ နင်းတို့လည်းတောက်ရက်ကွဲတာပါပဲငါကလင်းငယ်ငယ်ကလေးယူချင်လို့ပြောနေတာမဟုတ်ဘူးနင်းတို့ကနင်းတို့ကိုနင်းတို့ဘာတင်းနေကြတာတော့ငါတဏ္ဍာခြေစုံလောင်းလုံးလိမ့်တာကအစနင်းတို့ကမကြိုက်နိုင်ဘူးငါအမေဟိုတောင်းနင်းတို့ကဘာမတော်ဘူးညာမတော်ဘူးဆိုပြီးဩသာပေးရအောင်နင်းတို့ကိုငါကမွေးထုတ်တာလားငါ့ကိုနင်းတို့ကမွေးထုတ်ထားတာလားငါအပေါ်မှာဩသာလာမပေးနဲ့မနေချင်ရင်အိမ်ကဆင်းသွားကြအေးငါမသေးခင်အမွေးတော့လာမတောင်းချနဲ့အောင် နင်တို့အခုလှုပ်နေတယ်လေကိုဆက်လှုပ်ကြ။ငါရှာသည်မြနင်တို့ဖို့ကြည့်ပဲ။ဘဲယောက်ချားကိုမြှုပ်ချချစားရရင်နင်တို့ပဲ။ကိုင်းဘာပြောအောင်မလဲ။မှတ်ပလား။ဟဲ့ဖို့ရွှေဘာလဲ။ဟဲ့တာဝဘာလဲ။နင်တို့ဘာခွေးစကားပြောတာလဲ။ငါလင်းငယ်ငယ်နှောင်းနှောင်းကလေးကိုယူခြင်းနဲ့လို့နင်တို့ပြောနေတာလား။နင်တို့ကငါဒီအသက်ဒီအရွယ်ရောက်မှလင်းတယောက်ခေါင်းခေါင်ယူလို့မရဘူးထင်သလား။ အေးနင်တို့အဲ့ဒါလို့ပြောတော့ငါကအရွက်တိုက်ပြလိုက်ရအောင်မပေါ့ကွယ်ဟေးဖိုးဆောင်တို့ဖိုးထောင်တို့လာကြစမ်းဟိုးလေတဲ့ကကောင်းကလေးကိုတွားခေါ်စမ်းမြင်မြန်ခေါ်စမ်းအိုးကြာလိုက်တာဟေးထွန်းရှင်ထွန်းရှင်ရေလာအောင်ဟေးလာဆိုမြင်မြန်လာတာမဟုတ်ဘူးဘယ်သူ့ကိုမှတောက်ခွေဆိုင်ဆရာမရှိဘူးငါတဘောလာခဲ့လာခဲ့ဟဲ့ပါဝါတို့ဖိုးရွှေတို့ဖွားယုံတို့မိကောက်တို့ နင်းတို့လဲတပွဲစီယူပြီးငါ့အိမ်ပေါ်ကဆင်းသွားကြဆင်းဆိုခုဆင်းစံကုံမြေလေးတွေသူတို့ကိုငဲ့ပြီးအရွယ်ရှိတုန်းကနောက်လည်မယူခဲ့ဘူးဟောခုမှခုမှသွေးဆုံးနေတဲ့အရွယ်မှလင်းငငယ်ကလေးယူပြလိုက်အောင်မယ်အဲ့ဒီအရွယ်မှနင်းတို့လိုသားသမီးမျိုးကိုလည်းနောက်ထပ်မမွေးနိုင်တော့ဘူးဟဲ့လာမအေးဘေးထွန်းရှင်ကြောက်ကန်ကန်လုံးမနေနဲ့အိမ်မော်တက်ခဲ့နင်းငါလင်ဖြစ်ပြီ mountain သွေတော့ AB 1953ဟုတ်ကဲ့အဘိနာစင်ငယ်ကြသူလူတယောက်ချင်းစီတိုင်းကိုအထူးဝဲကျေးဇူးတင်ပါတယ်ရှင်အားလုံးဘေးကင်းကြပါကြပါစေရှင်